မင်္ဂလာပါ။အော်ဒီယိုဘိုင်းဆောင်းနိုင်မှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ဆရာကြီးညှို့ထုံးလို့ရေးသားထားတဲ့မန္တလေးအလှုပ်မန္တလေးအရွေ့ငါးကိုကျွန်တော်ကအပိုင်းသုံးအနေနဲ့ဖပြပေးမှာဖြစ်ပါတယ်။ဆရာကြီးထားတဲ့မန္တလေးအလှုပ်မန္တလေးအရွေ့လေးရတော့ကျွန်တော်ရှာမတွေ့ပါဘူး။အခုငါးကိုကျွန်တော်ကအပိုင်းသုံးအနေနဲ့ဖပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မန္တလေးအလှုပ်မန္တလေးအရွေ့ငါး အမလေးဒါလေးများရန်သူ၅ပါးထဲတွင် ငလင်းကိုဆက်ရင်ထက်သွင်းထားခြင်းမရှိဒုံးနဲ့ငလင်းသည်ရေမီမင်းခိုးသူ မချစ်မနစ်တော်သူဟုသတ်မှတ်ထားသည့်ရန်သူ၅ပါးလိုလူတွေကိုနှစ်စဉ်နှစ်တိုင်းတစ်မျိုးမဟုတ်တစ်မျိုးအမြဲဒုက္ခပေးရတာမဟုတ်၍ရန်သူအဖြစ်အသိမှတ်မပြုခြင်းလားတို့ဒီမဟုတ်လွန်လည်ပြီးသောရှေးကာလတော်က ယခုလိုမျိုးငလျင်ဒုက္ခကိုမကြုံတွေ့ရတာကြောင့်လားဟုတွေးလိုက်သည်။ဂျာဇွဲနဲမှာတော့ရှင်မယင်တွေနဲ့ရဆန်ကနေတွင်ငလျင်ပြင်းစွာလှုပ်၏။နန်းတော်ဆောင်ဘလူးကိုထင်ပြ၏။ညနေဆောင်အနောက်ဖက်မိုးကောင်းကင်မှာသွေးရောင်လွှမ်းသည့်အလားနေရဲနေ၏။သာတိဖြစ်ဖတ်ဖူးခဲ့သည်။ဆိုတော့ငလျင်လှုပ်ချင်းသည်နမိတ်ပြခြင်းကိုပဲဖော်ပြနေသည့်သဘောလောက်ပဲတတ်မှတ်၍အနည်းပေးနိုင်သည့်ရန်သူငါးပါးထဲမှာရှိမနေတာလားဟုစဉ်းစားเสียရ။ ရဲဘင်းတွေလက်ထက်တုန်းကအတိတ်နမိတ်တပေါင်းစနီးစသည်ဖြင့်နီးနာများကိုအသုံးချ၍ပညာရှင်ကြီးများကအကြခင်ဖြစ်ပေါ်လာမိအခြေအနေကိုအပြည့်ထုတ်လိုက်ရှိတယ်။ဤသို့ပင်ဖြစ်စေ18ရာစုကုန်ကနေလေးမှာနှစ်သက်တမ်းပေါင်းများစွာ ရှေ့ကြခဲ့သည့်ဗရေတရေးစနစ်တည်လဲမန္တလေးမှာပဲတခါလဲပြည်ပေါင်းကချပြီးနေထိတန်သွားခဲ့ပြီဖြစ်၍ရှေးကအတွင်းမြန်အယူဆတွေတဖြည်းဖြည်းမှုံသွားခဲ့သလို ငလင်းလှုပ်ချင်းကိုလည်းနမိတ်ပြခြင်းလားဘာလားညာလားဟုမြေသူမြအကျယ်ချက်၍ရှေလျားထွေပြားစွာတွေးမနေကြတော့ပြီးတော့1956ခုနှစ်တုန်းက register scale ခွန်စကိုင်းငလင်းလှုပ်ခတ်ပြီးနောက်ပိုင်းပကန်းငလင်းနဲ့တပိတ်ချင်းငလင်းမှတပါငလင်းတသေးလေးတွေလှုပ်တက်တာကိုလည်းတစ်ခါတလေလောက်ပဲကြုံတတ်၍ဘဲရမဆိုးမဲလွယ်ပြောင်းလွယ်တတ်သည့်လူမျိုးပြီပြီမဟာပထဝီမြေပြင်အောက်က တော့ခနဲ့တစ်ချက်လောက်လှုပ်လိုက်တာပဲအမလေးဒါလေးများဟုသဘောထားခဲ့ကြသည်အတော်မပြတ်အစာမပြတ်အားလုံးအေးစေငလင်းငယ်လေးတွေမကြာခဏလှုပ်လဲဘာတိဖာတာပဲနေကြသည်တို့ချိန်တုန်းကငလင်းငယ်လေးတွေလှုပ်တာများလာသည်နဲ့မြငလင်းကြီးလာတော့မြင်နမိတ်ပြတင်ကြတာဟုပညာရှင်များကတပတ်ဖပြောလဲနားမဝင်အဲ့ဒါကြောင့်လဲညာဤနေကြရန်ကောဟု ဓမ္မနာတပွားနေရလည်းမဖြစ်ငါတို့နေလာခဲ့ကြတာအသက်80 80နားတောင်ကတ်နေမဟာလူတွေထောင်တောင်းချီပြီးဒေစီတဲ့ငလင်လှုပ်တာမျိုးကျုံကြုံမှုအောင်ကွယ်ဟု ပြောကြမှာသေးကြတယ်တချို့ကလည်းဘာသာတရားကမ်းဆိုင်တဲ့တွန်းနိုင်ငံမှာငလင်ကြီးကြီးမားမားကြုံတွေ့စရာမရှိပါဘူးဟုခက်တတီဖြစ်ပြောလို့ရှိကြတယ်တကယ်တော့ငလင်ဟာလူမျိုးဘာသာမရွေးစင်ရဲချမ်းသာမခွဲခြား အသားရောင်ကွဲပြားလဲဂယုမဆိုင်မေတ္တာကရုဏာတနာညတာစိတ်တွေမရှိမြေရောက်ရှိကြောက်ပြားကြီးတွေအချင်းချင်းပေါ်တိုက်ကြတဲ့အချိန်တုန်းမြင့်တက်သွားတဲ့နည်းနဲ့ပြိုင်ထဲမှာပဲဝုံးကနေတုံးကနေဒီလိုဖြစ် စကိုင်းပြည့်ပြည့်ကျော်စီရငလင်ကြီးဒုတိယအချိန်မြောက်ရောက်လာတဲ့နည်းကျွန်တော်အားလုံးလိုက်ပြလွင့်စင်မတက်ထိုင်လန်းခြောက်ချာကုံရပြီးအမလေးဟူ၍သာအော်နိုင်တော့ဤတခါတော့ကလို့ငလင်ကို ဖြစ်သလိုငောက်သလိုဖြစ်ဒါလေးများဟု မထီမဲ့မြင်မလုံးဝကြတော့ငလင်ပြင်းအားပြော့လဲအင်ရှင်လမ်းပေါ်တို့အမြန်ပြေးကြရ၏ငလင်မလုံဖဲပစ္စည်းတစ်ခုခုပြစ်ချလိုက်သည့်အတန်ဒုံကွန်းတွေကြားရလဲပြူးပြူးပြပြဖြစ်သွားကြရကုန်၏တကယ်တမ်းတော့ငလင်သည်ရန်သူ၅ပါး၏ခေါင်းချုပ်ဖြစ်သည်ငလင်ကြီးလှုပ်ပြီးသည်နှင့်ရန်သူ၅ပါးသည်သူ့နောက်မှ အလိုလျောက်ကပ်ပါလာသည်မြဲဆယ်ရွေကျိုး၍ ရေကြီးရေရှမ်းဖြစ်မီတချို့နေရာတွေမှာမီးလောင်မီတခိုးတဝက်ပေါ့မီ လက်နက်ကင်လူရဲမှုတွေကိုလည်းကြုံတွေ့ရမီဘေရက်ဆိုဂျိုဖြစ်ငလင်ငါပေးလိုက်သည့်နှစ်ရှည်လာများခံစားရမည့်ဒုက္ခတွေဘယ်ဘက်မှမကောင်းပါဘူးကျွန်တော်တို့သည်ငလင်နဲ့အတူနိုးထကြရ၏ငလင်နဲ့အတူကြိုက်ကြိုက်ထမင်းစားကြ၏ငလင်နဲ့အတူလှုပ်ရှားရှိတာကိုမြ мян တွတ်တွတ်လှုပ်ကြသည်ငလင်ဆိုသည့်ရန်သူက ကိုနာပတ်ချာလဲမှာရှိနေသည်မို့ကျွန်တော်တို့၏အတွေ့အကြုံနဲ့တွင်ငလင်ဆိုတာကြီးရအမြဲလွှမ်းမိုးနေလျက်ငလင်မလောက်ခင်တုန်းကတော့မနေရမြင်ကွင်းနဲ့ဒီကနေ့မြင်ကွင်းသည်တခုတလေမျှအပြောင်းလဲမရှိသေးအဲ့ဒီနောက်ငလင်လှုပ်ပြီးသည့်နောက်တစ်နေ့သည်ရခင်တွေ့နေကြမြင်ကွင်းနေနဲ့ဖီလာဆန့်ခြင်းနနက်ခင်းသည်တာယာချင်းကင်းမဲ့နေလျက်ငှက်တော့သည်လဲတေးမဆူနိုင် လမ်းမအီစီရ အရေးပေါ်အုပ်အောက်ဆွဲပြီးမောင်းနှင်သွားသည့်မော်တော်ကားတံတွေပဲကြားနေရသည်ကျွန်တော်တို့အားလုံးအိမ်မက်ထဲမှလန်နိုးသွားခဲ့ကြတော့လဲအမြဲတမ်းကျင်လည်ဖြတ်တန်းနေရသည့်လောကတန်တရာတွေကဖြစ်ပြသဘောကိုလက်ခံမှုခက်ခဲနေကြစေတောင်လိုပုံးနေသည့်အပြက်စီးတွေမျက်စိတမိတ်တွင်းမှာပဲပိုင်ဆိုင်မှုတွေအလုံးအငွဲ့ပြန်ပြောင်းဆုံးသွားရသည့်အဖြစ်တွေဖြစ်ပြသဘောကိုသိတာပေါ့ကွာတရားမှတ်နေကြမလို့ပါဘူး အဖြစ်ရှိရင် အပြည့်ရှိမှာပဲဒါပေမဲ့တခါတလေတော့ဖြစ်ပြတဲ့ဘောကိုကြည့်ရင်နည်းနည်းတော့စိတ်ထဲမှာအောင်းတသက်ဖြစ်သွားတယ်ကွမင်းစဉ်းစားကြည့်ကိုလိုချင်တဲ့ဖြစ်တည်မှုတခုခုကိုတိဆောက်ဖို့အတွက်နှစ်တွေဆဲချပြီးအချိန်ယူအားထုတ်ခဲ့ရပေမဲ့အဲ့ဒါတွေပြည့်စည်ကျင်တော့လေအလွယ်ကလေးကွာမင်းနဲ့ပိုင်းလိုက်မှာပဲမြဲတယ်လို့ထင်ရတဲ့ဟာတွေအားလုံးသွားကြရောဒါပေမဲ့ငါတို့ဘာတတ်နိုင်မှာလဲ ဘယ်အချိန်ထိဒီမြဲမမှန်မသိတဲ့ငါတို့လိုချင်တာတွေနဲ့ငါတို့ရဲ့ဘဝတွေကိုပြန်တိဆောက်ကြရပြန်တာပဲကွမိအကြီးကြီးလောင်ခဲ့စဉ်တုန်းကမန္တလေးမိဖေးကိုနှစ်ကြိမ်ဖြတ်တန်းခဲ့သည့်တငယ်ချင်းတစ်ယောက်တခါတုန်းကပြောခဲ့သည့်စကားကိုအမတ်မထင်သတိရလိုက်မိသည်ဒုက္ခစားချက်ကိုရိုးရိုးသားသားပြောလိုက်ပေမဲ့လူတရားရဲ့ဖြစ်တည်မှုနဲ့ဘဝအတိတ်ပဲအကြောင်းဖြန့်ထွက်တွေးကျင်စရာတွေကန့်ညိလာခဲ့တယ်အဖြစ်နဲ့ပြက်အပြက်ကိုကြုံတွေ့လဲ အချိန်ယူ၍ပြန်လည်တိဆောက်ကြရုံသာအဆက်အသွယ်တွေပြတ်နေ၍ကျွန်တော်ငယ်ချင်းလည်းငလျင်ဘေးအနယ်တွေကလုတ်ကင်းမှမလားမသိလူတိုင်းလူတိုင်းမှာမြုပ်ကွန်နေသည့်အာမန်တတိတွေရှိကြသည်ဂျင်းနဲ့ချက်ထဲရောက်လာသည်နှင့်ဒီအာမန်တွေတတိတွေထွက်ပေါ်လာစမြဲတို့ဖြင့်အသက်ရှင်တန်နေဖို့အတွက်ကိုနီးကိုဟန်ဖြင့်နေ့ရက်တိုင်းကိုဖျက်ဆီးနိုင်အောင်ကြိုးစားကြသည်ဒါကတနည်းအားဖြင့်တွေးကြည့်လျင် ဂျန်သူဖြစ်သည့်ငလျင်ကိုတွန်းလှန်ဆန့်ကျင်လာခြင်းပဲဂျန်သူဒူးထောက်เสียမလို့ရက်ဆက်ကြမ်းကြုတ်သောဂျန်သူကိုဂျူနီယာအတွင်းအေဂျင့်တွေဖြင့်ချော့เสียလဲအကြောင်းမရှိပါ နေ့ရက်တိုင်းကို ရောင်းကန်ရှင်တန်ရင်ဖြတ်တန်းနိုင်ခဲ့ခြင်းသည်ဂျန်သူပေါ်ကျွန်တော်တို့၏အောင်နိုင်ခြင်းဟုမှတ်ယူနိုင်၏ဒီလိုလဲတွဲကြည့်လိုက်ပြီးတော့အထိုင်လျောက်စိတ်ချမ်းသာသွား၏ဂျင်းနဲ့တို့တတိအင်အားတွေစည်းဝင်လာသည်လားထင်မှတ်သွား၏ကျွန်တော်တို့လူမျိုးက ဆင်းရဲဒုက္ခမှန်သမျှကိုကြံ့ကြံ့ခံနိုင်စွမ်းရှိကြသည်ပဲတို့ရတွင် ဖခရသည့်စာအုပ်ထဲကဘာကြီးမိုင်းဆရာကြီးတခင်ကိုတော်မိုင်း၏မှတ်ချက်ကိုဖြတ်ခနဲသတိရလိုက်ပြီးတော့တွန့်ငနဲဖြစ်သွား၏တို့လူမျိုးကအမတန်မှဆင်းရဲဒုက္ခခံနိုင်ကြတယ်ဒါပေမဲ့ချမ်းသာလာတော့လေပျက်စီးကုန်ကြရော့ဘယ်ဘက်မှမကောင်းပါဘူးကွာတဲ့ထို့ကြောင့်ဆင်းရဲခြင်းတန်းကိုခံနိုင်ရင်ရှိသလား ချမ်းသာခြင်းတန်ကိုမခံနိုင်ကြသည့်ကျွန်တော်တို့လူမျိုးပြတ်တန်းလာခဲ့သည့်ခက်တွေကပြတ်ထန်းချက်တိုင်းလိုက်နာရင်ဆင်းရဲခြင်းကိုပဲအရသာတွေ့နေသလိုဖြစ်နေသည့်ကျွန်တော်တို့တွေပိုက်ဆံလေးနည်းနည်းရှိလာရင်ကိုယ့်ရဲ့ကိုယ်ဝန်းကျင်မှာကြွားလုံးထုတ်၍ဂိုက်ပေးချနေကြသူတွေဒီနိုင်ငံမှာဖြစ်လူတွေမျိုးမျိုးဖုံဖုံစုံလင်၍နေသည်ကောဦးဝဲတို့ရေမင်္ဂလာပါအဲ့ဒီတိုက်ကိုမနေ့တုန်းကအင်ဂျင်နီယာလာဆက်သွားပြီအနေရကြီးတယ် ဘသူမှအแทကိုဝမ်းမနေချမ်းနဲ့လို့ပြောသွားတယ်တဲ့။အပြင်ကကြိတ်လိုက်ရင်ဘာမှမဖြစ်ဘူးရဲ့။အမျိုးသမီးကလမ်းတစ်ဖက်ကမျက်စောင်းထိုးနေရမှာရှိနေသည့်တိုက်ကိုမင်းကပြတ်လိုက်ရင်ပြောသည်။ကျွန်တော်သိရသလောက်တော့သူပြောလို့ပဲဘာမျှထိခိုက်သေးဟုမထင်ရ။ဒါပေမဲ့တိုက်အတွင်းထဲမှာထိခိုက်တော်တော်များများဖြစ်သွားဟန်တူသည်။ငလင်လှုပ်ပြီးသတင်းဆက်သွယ်ပြတ်တောက်သွား၍အမျိုးသမီးက ဗလိုက်မှုမရှိသေးတဲ့တခုလဲသောမီဒီယာအဖြစ်တာဝန်ယူပြီးတကာလကြားရသမျှသတင်းတွေကိုကျွန်တော်စီတို့ပို့ဆောင်ပေးနေလျက်ခက်တာကသူသတင်းတွေရလဲတခုမျှကောင်းတာမရှိစိတ်ဆင်းရဲစရာတွေကြီးနေဘူးရှင်ကတရရိတ်မြင့်တက်လာခဲ့သည်အိမ်ရှိရတရက်ပင်အောက်မှာပလတ်စတစ်ထိုင်ကုန်တစ်လုံးချပြီးထိုင်လာရင်ဟိုဟိုတည်တည်ငေးမောနေမိသည်စစောလုံးကကျွန်တော်ညီမနဲ့တူမတယောက် ထမင်းကျိုင်းကိုစီဖြစ်ရောက်လာကြသည်ဟန်ကျသွားပြီဒီနောက်ပိုင်းမနက်စာညစာမမှန်ကိစ္စအတွက်မပူရတော့အရေးတဲ့ထမင်းကလည်းစားကောင်းနေသည်ဆက်လျှောက်တာနဲ့ဗိုက်စာလာကတခြားစီယခုလိုချိန်မှာခနာကိုကျမ်းမာစေဖို့အတွက်အာဟာရမှန်သမျှအကုန်ဖြစ်တင်းထားနိုင်မှစိတ်ချရသည်ပဲအပါတရထမင်းစားပြီးနောက်ဗိုက်တင်းသွား၍တမေးငှားချင်သွားသည်ကျွန်တော်စိတ်အာရုံသည် အဝေးအတိတ်စီတို့ဖြက်ကနေလွင့်သွား၏အဲ့ဒီမှာကျွန်တော်ရဲ့လွတ်လပ်ပေါ်ပါပျော်ရွှင်မှုတွေရခဲ့သည်ပြောရရင်ကျွန်တော်အတွက် မင်္ဂလာတွေဖြစ်ပြည့်နှက်နေသည့်နှစ်ကာလများပြောစရာကောင်းသည့်လူငယ်ဘဝနဲ့မန္တလေးသည်ကျွန်တော်စိတ်အာရုံတစ်ခုလုံးကိုလွှမ်းခြုံထား၏ဒီလိုပူပူလောင်လောင်ချိန်ကြီးမှာပင်နှင်းတွေဆူချွဲမြောင်းလေစော်သွေးအေးရရာတိမှာကျင်းပါတဲ့ရက်ွက်ဖျားပွဲစီတို့ရောက်သွားတယ် နင်းစုတ်လေထဲမှာဆိုင်းနံပုံစံတွေလွင်မျောနေလျက်အလိုလေးတွေးရင်ဖြစ်အေးရက်စီကျော်ရိုးတစ်ချောက်စီတို့တဆိတ်ဆိတ်တိုးဝင်လာ၍လူတစ်ကိုယ်လုံးတုန်ခိုက်လို့မတက်ဖြစ်သွား၏ကျွန်တော်သည်ပျော်စရာကောင်းသည့်အတိတ်ကာလထဲမှာပျော်မွေ့ခြင်း၏တိုးတော်လဲအတိတ်ကိုငေး၍စိတ်ချမ်းသာသမျှကလေးသည်တခဏမျှသာလက်လောက်ရှားရှားအတန်တွေကြောင့်အတိတ်ကရိတ်တွေလည်းချက်ချင်းလွင့်ပြေကုန်ပြီး နေပူချိန်ပြင်းပြင်းထန်ကငလင်ဘေးဒုက္ခတွေဖြစ်တဲ့သို့ပြန်လည်ခုံဆင်းလာရတော့သည်မြေတုပ်ပင်ဖြစ်စေကျွန်တော်တူမောင်အောင်ရဲလွင်ရောက်လာ၍လမ်းဆန်းသွားသည်သူကစကားနဲ့တော်လဲကျွန်တော်ဖြစ်ချင်တာတွေကိုတတ်နိုင်သမျှဆောင်ရွက်ပေးသူဒီမှာပဲသူ့အကူအညီဖြစ်ချက်ချင်းဖြည့်ချင်းရမိရေနှင်းလျှက်စိတ်မီပြဿနာကိုသတိရလိုက်သည်ရေနှင်းလျှက်စိတ်မီသည် အမြဲတွန်တွဲနေလျက်ရှိသည်လျှက်စိတ်မီမလာသေးနဲ့ ရေတင်မိမော်တာလည်းအသက်မတ်နေလျက်ငလျင်ကြောင့်ရေပိုက်တွေပတ်ပြီးတိုက်ခေါမိုးပေါ်ကအောက်ကန်ထဲမှာ ရေတစက်မျှမရှိတော့လျက်စက်မီးရလဲမလားဘယ်ချိန်မှလာမည်မသိ၍စောင့်မြောင်နေ၍မဖြစ်ဒီအရေးကိုကိုနီးကိုဟန်ဖြစ်ဖြေရှင်းရတော့မည်တကယ်တမ်းတော့ကိုနီးကိုဟန်ဖြစ်မဖြေရှင်းရသည့်ကိစ္စမျိုးဘယ်နေရာများရှိနေသေးလို့လဲခင်းဆက်ဆက်ဖြတ်တန်းလာခဲ့ကြသည့်ကျွန်တော်တို့၏အုံနောက်ထဲတွင် ဘယ်ရမစိုးကိုကုတ်ကိုပဲအားကိုးကြအခက်ခဲမှန်သမျှကိုနီးကိုဟန်ဖြစ်ဖြည့်ရှင်းညဟုသော ခက်ကပေးလိုက်သည့်ပြထန်းချက်ကို အမြဲဥထိတ်ပန်းစင်ထားကြရသည်ကောဂျင်းသမို့ကြောင့်ကိုရူကိုထလန်းတွေခင်းကြ၏ကျင်းလက်ဆေးပေးကန်းတွေဖွင့်ကြ၏ကိုရူကိုရဖြစ်လက်စစ်မီးတွေလင်းအောင်ကြံဆောင်၍အမောင်ခွင့်ကြ၏မူလာရန်အလဲရန်အထက်တန်းကျောင်းတွေကိုလည်းကိုအားကိုကို၍တိဆောက်ကြ၏ အစိုးရဆိုတာခေါင်းထဲမှာတောင်မရှိဘာမဆိုငါတို့ကိုယ်တိုင် လုံးမှဖြစ်မယ်ဆိုတဲ့အသည့်ဒါကြောင့်လဲနိုင်ငံကိုအုပ်စိုးရမှုတော့အစိုးရဆက်ဆက်ဖို့ပြည်သူလူထုအရေးအတွက်တာဝန်ယူမှုတာဝန်ခံမှုတွေမှာကင်းလွတ်ခွင့်ရသမို့ဟန်ကြလာသည်တို့ရတွင်နှစ်စဉ်ဘတ်ဂျက်ရှင်းန်းထွက်လာတိုင်းလုပ်ငန်းတွေရှုံးပြတိုင်းပြည်ဤလူမျိုးတွေတစ်နှစ်ထက်တစ်နှစ်နှစ်စဉ်များပြားလာ၍မျက်စိလဲထွက်သွားရသည် ဒီလိုဖြစ်တိုင်းပြည်အကျွေးတွေတစ်နှစ်ထက်တစ်နှစ်များပြားလာရသည် တိုင်းပြည်အကျွေးသည်ဒီတိုင်းမနေတေချာဆစ်ဆစ်ပေါပေါတွဲလျင် နိုင်ငံ၏အကျွေးဟုသမျှဒီနိုင်ငံမှာနေထိုင်ကြသည့်လူမျိုးပါသာမရွေးနိုင်ငံသူနိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည်ဒီတော့လူတယောက်မှာအကျွေးမြင့်မြတ်တင်းနေသည်လေဥပမာနိုင်ငံ၏ကျွေးမိဒေါ်လာတန်းတစ်ထောင်လောက်ရှိနေသည်ဟု ဆိုကြပါစို့ အဲ့ဒါမှပဲနိုင်ငံလူဦးရေနဲ့အချိုးချလိုက်ရင်လူတယောက်မှာဒေါ်လာဘလောက်အကျွေးတင်သွားမလဲကျွန်တော်မတွက်တတ်တော့ဘူးခက်ချေပြီလက်စားတတ်တော့ဒေါ်လာငွေကိုကောင်းကောင်းမမြင်ဘူးတော့ကျွန်တော်တို့ခင်ဗျာကို့ဘေရောကမပါပဲအလိုလိုနေရင်ဖြစ်ဒေါ်လာအကျွေးရှိနေသေးရောရှေ့ရောက်လေအကျိုးတွေက များလာလေလေဒီအတွက်ဟာကျွတ်တွတ်နဲ့ပါဆိုင်လို့လဲဟုတ်ပြောမရ ီနိုင်ငံမှာနေလျင်တော့ဒီနိုင်ငံ၏ကောင်းခြင်းဆိုးခြင်းကိုစိုက်တည်ဖြစ်စေမစိုက်တည်ဖြစ်စေလက်ခံရတော့မည်ပေးဆပ်ရမည်နိုင်ငံ၏အကျွေးတွေက မနှဲမနှောဒီအကျွေးတွေကကျွန်တော်အားလုံးတင်လားမဟုတ်သေးဝေဖွားလာကြသည့်ကလေးတွေနဲ့လည်းတက်ဆိုင်နေပြန်၏ကလေးတို့သည်မိခင်ဝမ်းမှကျွလာသေးနေပြန်နဲ့ဥဝဲဟုအဟိငိုတံပြု၍ကမ္ဘာလောကကြီးကိုနှုတ်ဆက်လိုက်သည်တနည်းအားဖြင့် တယန်ဇာတာရဲ့သုံးမကုံအောင်ပေါ်ကြွယ်ဝပြီးဇိုင်းလန်းဆိုပြတော့ဟောဒီနိုင်ငံကြီးမှာဖြစ်ကျွန်တော်ကျမတို့ရောက်ရှိလာပါပြီဟုဖဖဖဖဦးကကိုဒေါက်တာမမတို့တွေကိုအသိပေးလိုက်ခြင်းဖြစ်သည်ဒီတော့လေဘာလေးလဲဟဲ့ယောက်ျားလေးတဲ့မင်းလေးတဲ့လူလောကတဲကိုရောက်တာမိနစ်ပိုင်းများသာရှိသေးတော်လဲဆွေမျိုးမိတ်တင်ကအများကြီးအာရဝန်တာဖြစ်ကုန်냐၍ယေရှုရှင်ကလေးတွေက ဘာမှညာမမသိပဲမန်တက်ပြီးဥဝဲအတန်ကိုပေါလူးမြင့်၍အတန်ကုန်ဟစ်ကြွေးလိုက်လေတော့သည်နေစဉ်နဲ့အမျှဆေးရုံမွေကန်းတွေစီရဥဝဲငိုတန်တွေကမင်္ဂလာရှိစွာဖြင့်မြန်မြန်ဆိုင်ဆိုင်သို့တော့နိုင်ငံ၏လူဦးရေတကောင်စရင်းနဲ့တို့တုတ်မှတ်ပေးတဲ့နဲ့သူတို့ခမရလဲနိုင်ငံသူနိုင်ငံသားတွေဖြစ်သွားခဲ့ပြီဒုက္ခနိုင်ငံအကျွေးတွေကသူတို့ကလေးတွေကိုခွဲတန်းချပြအစင်နဲ့စောင့်ကြုံနေလျက် အကယ်၍ဒီအဖြစ်ကိုရှင်းရှင်းလင်းလင်းသိလိုက်ရင်ဖြစ်အင်းငနဲ့ဖြစ်သွားပြီးဘုဒ္ဓံတွေတက်၍မအူဝဲနိုင်တော့ပဲတော့ပါပြီဗျာခမရတို့နိုင်ငံမှာမနေချင်တော့ဘူးဟု ပြောပြီးအမေပိုက်ထဲသို့ပြန်ဝင်ပြေးကျင်ကြမည်လားမသိ generation အိပ်ပိုင်ဇက်နဲ့အဖာမျိုးဆက်တွေ2025ခုနှစ်ဇန်နဝါရီလမှစ၍ဝေဖာသည့်မျိုးဆက်ကိုဘီတာမျိုးဆက်ဟုသတ်မှတ်ထားသည်ယခုတော့အကြောင်းမသိရှာကြ၍ အင်းမြေအင်းရတို့ရောက်လာကြသည့်ကလေးငယ်တို့ဤမင်္ဂလာရှိသောဥဝဲတန်တွေကိုကြားနေရဆဲဒီလိုပဲဒေါ်လာတန်းကျော်အကျွေးရှိပြီးငလင်းဒုက္ခခံနေရသောကျွန်တော်တို့ကလည်းတခြားပါညာတရကားတွေမှတွဲနိုင်အားထုံးစံအတိုင်းဝတန်တွေဖြစ်ခကျွေးတံမြိုင်နေကြသည့်ဗီတာမျိုးဆက်ချစ်လာစွာသောမောင်ဥဝဲတို့မတ်ဥဝဲတို့ကိုဟယ်လိုမင်္ဂလာပါသားတို့သမီးတို့အားလုံးကိုဘဘဝဲကမ်းပါဗျာဟုတ် 我这外面嘛，这外，脚的嘛活月的干了。